မင်္ဂလာပါလက်ဇရီအော်တိုမြင်ကမှကြိုဆိုပါရစေဒီတစ်ခါတင်ဆက်ပြီးတော့မှာကတော့တခစ်တစ်ခါကအောင်မြင်ခဲ့ပြီမယ်ယနေ့ခေတ်မှာတော့ထုတ်လုပ်မှုရနာလိုက်တဲ့ဂျာဂွာရဲ့ full size luxury sedan ဖြစ်တဲ့ Jaguar HG အကြောင်းကို တင်ဆက်ပေးတော့မှာဖြစ်လို့ကျွန်တော်နဲ့အတူအဆုံးထိလိုက်ပါကြည့်ရှုပေးတော့ဦးတင်ဆက်ပေးမယ့်ကားကတော့ Jaguar ရဲ့ full size luxury sedan တစ်စီးဖြစ်တဲ့ XJ ပဲဖြစ်ပါတယ်ပထမမျိုးဆက်ကြားကွာ XJ ကို1986ကနေ1920အထိ series 1 series 2 series 3ဆိုပြီး series 3ကိုထုတ်ခဲ့ပါတယ် series 1ကို1968တွင် စတင်ထုတ်လုပ်ခဲ့ပါတယ်1983အထိ9နှစ်ကြာထုတ်လုပ်ခဲ့ပြီးအစီအရေ1000ကျော်ရောင်းချခဲ့ပါတယ် series 2ကိုဒီဇိုင်းပုံစံအနည်းငယ်ပြောင်းက series 2ကို1983တွင်ထုတ်လုပ်ခဲ့ပါတယ်1989အထိ6နှစ်ကြာထုတ်လုပ်ခဲ့ပါတယ် series 3ကို1989တွင်ထုတ်လုပ်ခဲ့ပြီးအရေးအသွေးမြင့်ထိုင်ကုန်လဲတာတွေတံပိုးကြီးတစ်ထားတွေအသုံးပြုထားပါတယ် series 3ကို1980နှစ်အထိ73နှစ်ကြာထုတ်လုပ်ခဲ့ပါတယ်။ Jaguar XJ ဒုတိယမျိုးဆက် X300 Hendro ကိုတော့1993ခုနှစ်တွင်စတင်မိတ်ဆက်ခဲ့ပြီး၄000ဆန်းဆန်းပိုပြီးပြည်ပြည်လက်ဒီဇိုင်းပုံစံနဲ့ဒီဂျစ်တယ်တိုင်ခွက်တွေကိုစပြီးအသုံးပြုလာပါတယ်။ ဂျက်ဂွာ SJ ဒုတိယမျိုးဆက်ကို1994မှ2003အထိ9နှစ်ကြာထုတ်လုပ်ခဲ့ပါတယ်တတိယမျိုးဆက်ကတော့2003ခုနှစ်တွင်စတဲ့မိတ်ဆက်ခဲ့ပြီးပြိုင်ဘက်တွေဖြစ်ကြတဲ့ Mercedes S Class နဲ့ BMW 7 Series တို့ကိုရင်းပြိုင်ရန် High Performance Version ကို Supercharged V8 နဲ့ထုတ်လုပ်ခဲ့ပါတယ် ားရှိ great design မှာ BMW နဲ့ဆင်တူပြီးကြီးမားရှည်လျားတဲ့ design ပုံစံရှိပါတယ်။ကားရှိကန်တွေကား dashboard ကား steering နဲ့စန္နာကွန်ဆိုးတွေကို mahogany သစ်ထားတွေနဲ့အလှဆင်ထားပြီးတကားတွေသာမကတစည်းလုံးတွင် တွေ့မြင်နိုင်ပါတယ်။ နောက်ခန်းတွေ entertainment အတွက် TV power B အလေးလက်တင်ကုန်ကဒီ VCD DVD player တွေကို AV Joe နဲ့ချိတ်ဆက်အသုံးပြုနိုင်ပါတယ်နောက်ခန်းကနေပြီး air con control အတွက်လိုးတလိုချိန်ညှိနိုင်ပါတယ်ငင်ကားပေမဲ့ Spotify ဆန်တဲ့ရထားကိုပေးပါရယ် ခြေလျားတဲ့ကားဒီဇိုင်းနဲ့ Super Charge VA engine ကလိုက်ပါညီလုံးလာပါတယ်။ Jaguar XJ ရဲ့တတိယမျိုးဆက်ကို2003မှ2009အထိ6နှစ်ကြာထုတ်လုပ်ခဲ့ပါတယ်။စရုထမျိုးဆက်ကတော့2009ခုနှစ်တွင်စတင်မိတ်ဆက်ခဲ့ပြီးကားဒီဇိုင်းကိုကြီးကြီးမားမားပြောင်းလဲခဲ့ပြီးပိုပြီးဆွဲဆောင်မှုရှိတဲ့ကားရှိမီနောင်မီတွေ ကြီးမားရှည်လျားပြီးပြည့်ပြည့်တဲ့ဒီဇိုင်းနဲ့ကားကခန်းညာလပ်ပါပါတယ်။ကားအထွေငန်းမှာလည်းလပ်ပါတဲ့လဲသားထိုင်းကုန်တွေနဲ့တန်ဘိုးကြီးပစ္စည်းတွေတက်ဆင်ထားပါတယ်။2015မှာတော့ပုံစံဒီဇိုင်းအနည်းငယ်ပြောင်းလဲခဲ့ပြီးကားရှိမီနဲ့နောက်မီပုံစံပြောင်းလဲခဲ့ပါတယ်။ နောက်ခံထိုင်ကုန်မော်တာထိန်းချုပ်တဲ့ခလုတ်ကိုထိုင်ကုန်ဘေးမှာတက်ဆင်ထားပါတယ်။ Jaguar XJ ရဲ့နောက်ဆုံးမျိုးဆက်ကို2010ကစပြီး9နှစ်ကြာထုတ်လုပ်ခဲ့ပြီး2019မှာ Jaguar XJ ရဲ့ production ကိုအပြီးတိုင်ရနားလိုက်ပါတယ်။ Jaguar XJ ကို electric car ဖြစ်ထုတ်လုပ်မယ့်အစီအစဉ်ကိုလည်းအပြီးတိုင်ရနားခဲ့ပါတယ်။ ဂျာဂွာ XJ ကိုမြန်မာနိုင်ငံမှာလည်းအစည်းအဝေးအနေနဲ့တွင်းသည်ဝယ်စည်းထားကြပါတယ်။ဂျာဂွာ XJ ကိုထုတ်လုပ်မှုရန်နားလိုက်ပေမဲ့တခြားကားတွေနဲ့မတူတမူထူးကြပြီး꽌ထွက်တဲ့ဒီဇိုင်းနေနဲ့ဂျာဂွာ XJ ကိုကားချစ်သူတွေအမြင်အမှန်ရနေမှာတော့မိကြီးလက်ခံမလွဲပါဘူးခင်ဗျ။ဒီကနေ့အကြောင်းအရာတွေကားမော်ဒယ်ကားဘရန်ဒယ်ကို comment မှာတောင်းဆိုနေပါလေအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်